ဒီကနေ့ ကျွန်တော်ဖတ်ပြချင်တာကတော့ငါတို့မျိုးဆက်တော်လန်စာစင် အတွဲသုံးအမှတ်၅တွင်ဖော်ပြထားတဲ့ဟာရှိန်ရေးသားထားတဲ့အတိုက်ပြက်အိမ်မက်ဆိုတဲ့အဆေးပဲဖြစ်ပါတယ်အတိုက်ပြက်အိမ်မက်မနက်နိုးလာရင်ချက်ချင်းမထားဖြစ်ဘူးကာလာစိုးကြီးတဲ့ကိုမမောနင်းတာကြာလာပြီတနေ့တနေ့စိုးရင်ကြောင်ကြမှုတွေနဲ့ နေ့တွေညတွေတရင်တွေကလည်းမျက်ရည်နဲ့မျက်ခွန်းတောက်တခေါက်ခေါက်နေနားတွေပိတ်ထားလဲအတန်တွေဒလဟောဝင်လာမျက်လုံးတွေမိတ်ထားလဲမြင်ကွင်းတွေကဒိုးယိုပေါစိတ်ကဘာနဲ့မှဓမ္မတဲတယောက်တည်းယူနေတာလားလို့ပြန်မေ့ကြည့်ရအောင်လဲတကယ်မယူသေးမှန်းတော့ ကိုကိုကိုသိနေတယ်လို့ပဲစာတင်နေရင်ထရဲ့ခြင်းစိတ်ကိုတားဆီးနေရတာငရဲပဲမိတ်ဆွေတွေနဲ့ပြန်တွေ့ရတဲ့အခါချုံမွေးချငိုချလိုက်ခြင်းမိတာကြနိဗ္ဗာန်လားဘာမှမသေးကွဲတဲ့နှင်းကားတွေပိမ့်ပိမ့်မောင်းနေတဲ့လမ်းဟာငါဖြတ်ကျော်ရမယ်တကားလားငါစိတ်ကို ငါခောက်ကြည့်တယ်ဘလားလို့ထင်ထားသမျှတွေလည်းမရှိတော့တခါတခါအလိုလိုနေရင်ဒေါသကငယ်ရိတ်ကိုစောင့်ဆောင့်တက်လာတယ်တိမ်တွေပြင်းနေတာလဲငါလန့်ဆဲနေမိပြန်ရောရှက်ရင်းမမင်းတို့ကလွတ်လပ်နေတာလားလောကကြီးကိုမကျင်နဲ့ဘူး no no လူတွေကိုနှုတ်ငါအကြဲကြီးအော်ပြစ်လိုက်တယ်ငါကငါမကျင်နဲ့တာလားမဟုတ်ဘူးငါငါကငါမယုံကြည်ရင်ဘယ်သူကငါယုံကြည်ရမလဲတိတ်လိုက်ခမားတို့လေးတန်းတွေကျဲလောင်လို့နေတိတ်လိုက်ကြစမ်းပါကျေးဇူးပြုပြီးခမားတို့ဗဇက်တွေ ပိတ်ထားလိုက်ကြစမ်းပါဗျာလောကကြီးကအမြဲတမ်းဒီလိုပဲမရေရတဲ့ပြက်လုံးတွေနဲ့ကိုယ့်ရောကာယဟိတ်ဟန်တွေဆက်လက်ထုတ်လွှင့်ကြစမ်းပါလို့ဆောက်ဘောငပိနလဘိန်းလုံးကောင်တွေခမရတို့နဲ့တန်တဲ့အမှုပညာပြက်ကောင်တွေပဲခမရတို့ရကြတာလောကကြီးက အမြဲတမ်းဒီလိုပဲမကောင်းသူဘိတ်ကောင်းသူဘိတ်တယ်ဟဲ့ဟဲ့တမူးသားတော့ပို့ပြီးရိုးသားတဲ့ကောင်ကိုတော့နေရာလေးဖယ်ပေးလိုက်ကြပါကွာကဘာမပြတ်မီလောကကိုမစွန့်ခွာမီအရသာရှိတဲ့တကြားလုံးလေးတစ်လုံးတော့တော့သူ့ကိုချီးမြှင့်ပေးကြပါဗျာဒီလောက်နဲ့မှမထိုက်တန်ရင် ရိုးသားမှုဆိုတဲ့စကလုံးကို ပြာချလိုက်ကြတော့တရဝင် ဖြက်စီးလိုက်ကြပြီတော့ယူဖို့ဆိုတာကလည်းတော်တော်ခက်တဲ့ကိစ္စပဲသမင်းမေဟင်းမေယူကြည့်ကြစမ်းပါအခုတော့ခမည်းတော်ကယူခြင်းအောင်စောင်းနေတာပြီးခမည်းတော်ကဆိုလိုက်သေးတာယူခြင်းအောင်စောင်းမနေနဲ့ဆိုပဲ နေရအနက်ယူရန်ယာနှုံးပြည့်ဒုက္ခအပြည့်မိုးသားတွေနဲ့ဒီကောင်မမယူရင်ဘယ်ကောင်မှယူမှာမဟုတ်ဘူးတဲ့ယူနေတဲ့ကောင်တွေကဘယ်ကောင်မှမရောက်နိုင်တဲ့စိတ်ကူးတစ်ခုလဲငါ့ကိုဝါမျိုးနေခဲ့တာငါမွေးကြတဲ့ကပဲအခုတော့အဲ့ဒီစိတ်ကူးကိုငါကိုယ်တိုင် သင်ကုတ်ထားရတယ် ဒီလောက်ဖြစ်လာတဲ့အပြက်ကြီးတဲ့အိမ်မက်တွေစိတ်ကူးတွေဆိုတာကလည်းငါနဲ့ဘာဆိုင်တော့တာမှတ်လို့ဘာမှအရသာမရှိတော့တဲ့ခစ်ကြီးတဲ့ငါကဘာကိစ္စအရသာရှိကျင်ရမှာလေခမရတို့ရောအရသာရှိကျင်သေးလားရှိကျင်လဲရှိကြပေါ့တကယ်အရသာဆိုတာကလည်း ြည်တယ်နာကြီးလိုပဲမဟုတ်လားရှင်သရအခါကတွေရောလာလက်တန်သောဆိုရာတွေရောအမုံမွားတာတာရေပါညတာရှိတဲ့နှစ်ကာလတွေ good night လို့မပြောရတာလဲကြာလာတော့မပြောတတ်တော့ဘူးတခါတခါကြာရင်နင်းတဲ့ညတွေကညတွေအလုံးဖြောက်ယူခံထားရတော့ညကိုငါ မသိတော့ဘူးခမည်းတော်စီညတကောင်တလေများအပူရှိရင်ငားရင်ကြစီလိုပါတယ်ဟာရှင်